ကိုသွင်းကောင်းတဲ့ဗမာစီလက်သေးတိုင်းစစ်မှုကိုခေါ်ယူနိုင်ဖို့အနည်းဆက်ဆုံးအနေထားကိုရောက်နေတဲ့ United ပရိသတ်များလုံးမင်္ဂလာများရွှေရိုအိုင်ဘတ်ခွန်ရှိကော online အချင်းကနေပြန်လည်ကြိုဆိုလိုက်ပါရင် United အတိုင်းစစ်မှုတင်ရှာပုံတော်ကမပြီးဆုံးနိုင်သေးဘူးလို့ဆိုရမှာဖြစ်ပါရင်ကစားသမားတွေနဲ့တနေ့တမျိုးမယိုးနိုင်အောင်သတင်းတွေထွက်နေတာမို့ United ပရိသတ်တွေကလည်းဒီအပြောင်းရွှေ့ရာဒီကိုစိတ်ညစ်သူကညင်နေပါရင်ဒီနေ့ပဲသတင်းကတမျိုးနောက်နေ့ကျသတင်းကတမျိုးခဏနေကျသတင်းကတမျိုးတပတ်ခါကျသတင်းကတမျိုးနဲ့အမျိုးမျိုးတွေဖြစ်နေတာဖြစ်ပါရင်ဒီလိုမျိုးမျိုးစုံကြိုးခုန်နေတဲ့ကြားကနေ United အတိုင်းစစ်မှုတင်သတင်းက ပုံမှန်ကျေလောင်လာကစဲဖြစ်ပါတယ်ဗီတာအိုစီယန်က United စီလာချင်နေတယ်ဆိုပေမဲ့ United ကလောကလားဆိုတာ short ယူပေးမှဆိုပေမဲ့ comment ဗီတာဂျူဂါရက်ကလည်းသူ့ရဲ့ဦးစားပေးက Arsenal ဖြစ်တယ်ဆိုပေမဲ့ Arsenal နဲ့အဆင်မပြေရင်တော့သူ့ဆရာ Ruben Amorim ရှိရာ United စီလာချင်နေဆိုတာမျိုးတွေဖြစ်နေတာပါမကျွင်းစကူကြတော့လည်း Arsenal နဲ့ Bayern Munich တို့ကလိုက်နေတာကဒီကြောင်ပြောင်းရွှေ့ကြီးကလည်း Euro တန်း100လောက်သွားမှာဖြစ်တဲ့အတွက်ဒီကြောင်လို့ကြောင်တင်းရည်တို့လက်ရှောင်ပါတယ်ဒီလိုနဲ့ United ကအခုဆိုရင်တော့ Frankfurt အသင်းရဲ့လူငယ်ကျယ်ပွင့်တိုက်စစ်ကစားသမားဖြစ်သူ NKTK နဲ့ပုံကိုယ်ဆိုင်ရာသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ် ဒါဒီနေ့ရသည်မှာ United တို့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့တဲ့၃ဦးမြောက်ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ United ဟာဒီနေ့ရသည်မှာပထမအဆုံးသောကစားသမားတင်ခေါ်ယူမှုဖြင့်မာတီးယက်ကွန်ညာကိုဝူအသင်းကနေပေါင်62တန်းနဲ့ခေါ်ယူထားတာဖြစ်ပါတယ်။ Brian Ambomo နဲ့လည်းပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားပြီဖြစ်ပေမဲ့ Brandford အသင်းနဲ့တော့ပြောင်းရွှေ့ခြင်းညှိနှိုင်းလို့မရသေးဘူးလေဖြစ်ပါတယ်။ဒါပေမဲ့ United ဟာ AKDK ကိုရေးချစနစ်နဲ့ဝယ်ယူသွားဖို့ရရှိနေပြီး Frank Bat ကလည်းလက်ခံသွားဖို့ရှိတယ်လို့ The Athletic သတင်းဌာနကဖော်ပြချက်အရသိရပါတယ်။ AK တကီနဲ့လည်းပုဂ္ဂိုလ်အစ်စာရသဘောတူညီချက်ဟာ United တို့ရသွားခဲ့ပါပြီ United ကချန်ပီယံလိဝင်ခွင့်နဲ့ဘာရီသာမရခဲ့ပေမဲ့ကစားသမားတွေကိုဆဲဆောင်မှုရှိစွမ်းရှိတယ်ဆိုတာကိုဆိုရမှာဖြစ်ပြီးတော့ AK တကီဆိုရင်လည်းဥရောပထိပ်တန်းအသင်းတွေရဲ့အများပြားစိတ်ဝင်စားမှုရှိခဲ့ပေမဲ့လည်းတည်နေဒီယန်တွေကိုရွေးချယ်သွားခဲ့လို့ပြောရမှာပါ AK တကီဟာအသက်နဲ့ဆန်းတဲ့အရွယ်သားရှိသေးတဲ့လက်ရှိဥရောပရဲ့အလားတူအကောင်းဆုံးတိုက်စစ်မှုတွေကတူဖြစ်ပါတယ်သူကပြီးခဲ့တဲ့ရာသီမှာ Premier League အတွက်ကိုရိုင်း22ဂိုးအသင်းကအသင်းပေါ်တွေကို22ဂိုးဖန်တီးပေးထားပြီးစွမ်းဆောင်ရည်ကောင်းတွေကိုချပြနိုင်ခဲ့တာဖြစ်ပါတယ် အချက်လက်တွေအရ AKD ဟာကိုယ်တိုင်လဲကိုသွင်းနိုင်အသင်းပေါ်တွေကိုလည်းဂိုးဖန်ပြီးပေးနိုင်စွမ်းရှိတဲ့ကစားသမားမျိုးဖြစ်တာကိုတွေ့ရပါတယ်။ United ဟာဒီနေရာဒီမှာတိုက်စစ်ပိုင်းကိုအကုန်လုံးပြောင်းလဲဖို့ရလှုပ်ဆောင်နေတဲ့အသင်းဖြစ်ပါတယ်။ Anthony Rafford စံချိုတို့ကိုမဖြစ်မနေရောက်မှာဖြစ်တယ်လို့ Hwaeland Ghana ချိုတို့ကိုလည်းတင်းတင်းနဲ့ပြောင်းရွှေ့ခြင်းရရင်မျက်နှာမငယ်ပဲရောင်းထုတ်သွားမှာဖြစ်ပါတယ်။ Anthony ကိုတော့ Game Mood ဟာ Real Betis အသင်းဘက်ကအငှားနဲ့ကမ်းလှမ်းနေပေမဲ့အပိသက်ရောင်းချခြင်းနေပါတယ်။ဒါပေမဲ့ခက်တာက Anthony ကိုပြောင်းရွှေ့ခြင်းပေးပြီးအပိသက်ဝယ်ယူဖို့ကမ်းလှမ်းလာတဲ့အသင်းကမရှိလို့ပဲဖြစ်ပါတယ်။ လောလောဆယ်မှာတော့အန်တိုနီကိုအီတလီကလပ်တချို့ကစိတ်ဝင်စားလည်းရှိပါတယ်ရက်ဖို့ကတော့အင်စတိုဗီလာအသင်းကလည်းခေါ်ယူဖို့ကမ်းလှမ်းခြင်းမရှိရာကြောင့်ဘယ်ရောက်လို့ဘယ်ပေါင်းမလဲတွတ်ဆလို့မရသေးဘူးဖြစ်ပါရင်ဘာစီလိုနာနဲ့နာမည်ထွက်နေပေမဲ့လက်ရှိမှာတော့ဘာဆာဟာနီကိုဝီလျံကိုပဲခေါ်ယူနိုင်ဖို့ရာပုံမနီးစပ်နေပြီပဲဖြစ်ပါရင်လွတ်လပ်ဖခင်ကြီးဆန်ချိုကိုတော့ချဲစီကလည်းမခေါ်ဘဲဂျော်ဂျီပင်ပြန်လွှတ်လိုက်ပါပြီလက်ရှိမှာတော့ဆန်ချိုကိုခေါ်ယူဖို့ပြင်းပြထန်ထန်စူးစမ်းနေတဲ့အသင်းတော့မရှိသေးဘူးဖြစ်ပါရင် sorry bro လူကလည်းတချို့နဲ့တရင်ထွက်နေပေမဲ့လည်းလက်တွေ့မှာကန်လန်းထားတာမျိုးမရှိသေးတာကိုမြင်တွေ့ရတာဖြစ်ပါတယ်။ဆန်ချိုရဲ့ပြဿနာကတော့ဆန်ချိုကိုယ်တိုင်ပါဝင်ဖြေရှင်းမရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အီလီထေဒီကလပ်တွေသူ့ရဲ့အသင်းအောင်ထောင်းမလို့ကဆန်ချိုကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားပေမဲ့ကစားသမားကလာစာရှော့မြူတာကအဓိကပြဿနာဖြစ်နေပါတယ်။ဒီလိုက်တော့အပြောင်းရွှေ့မှာဘယ်ကစားသမားတွေကိုခေါ်ပြီးတော့ဘယ်ကစားသမားတွေခေါ်ယူသွားနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့ပါပဲ။ နောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ